ဲမင်္ဂလာပါမစ္စတူရဲ့ညစဉ်ဘဝဒီမှာအခက်အခဲတွေကြုံတွေ့ကြတဲ့အခါဘယ်လို ဖြေရှင်းကြပါသလဲတရားနဲ့တရားဖြေရှင်းနည်းတွေတူကြမှာမဟုတ်ပါဘူးဖြေရှင်းနည်းလမ်းတွေအများကြီးရှိပါတယ်ဒါပေမဲ့နည်းလမ်းအမှန်တွေရှိသလိုနည်းလမ်းအမှားတွေလည်းရှိနေကြပါတယ်တချို့ကပြဿနာတွေကိုတိုင်ရိုင်းဖြေရှင်းကြတယ်လို့အကူအညီယူပြီးဖြေရှင်းတာမျိုးတွေလည်းရှိကြပါတယ် ်တချို့လူတွေကတော့မဖြေရှင်းနိုင်လို့လက်လျှော့ရတာတွေလည်းရှိကြပါတယ်ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့တဘာဝလိုနိမ့်မ်းတွေလည်းရှိပါတယ်ယခုပြောပြမှာကရှင်ဘယင်တွေခစ်ကလေးကယနေ့ထိတိုင်အတုံးပြူနေတဲ့ရှင်ဟောင်းတဘာဝလိုနိမ့်မ်းသုံးမျိုးကို ပြောပြပေးပါမယ် နံပါတ်၁စီးပွားရေးအခက်အခဲနံပါတ်၂ကျန်းမာရေးအခက်အခဲနံပါတ်၃လူမှုရေးအခက်အခဲဒီအခက်အခဲ၃မျိုးကို ဖြည့်ရှင်းပေးနိုင်တဲ့လောကီပညာရဲ့၃မျိုးကိုညွှေပေးမှာပါဒီမျိုးဝင်ချက်တွေဟာတဘာဝလူစမ်းကြယ်ပညာရဲ့တွေကိုလေ့လာနေတဲ့ဆရာတချို့ရဲ့ပြောပြချက်တွေကို အခြေခံပြီးပြန်လည်ညွှေချင်းဖြစ်ပါတယ်နံပါတ်၁စီးပွားရေးအခက်အခဲကို ဖြည့်ရှင်းနည်း ဒီစီရင်ကစားကိုအသုံးပြုပြီးဖြည့်ရှင်းတဲ့နီလန်းပါစားဟာတင့်မှရှိတဲ့လက်ပိတ်စေတဲ့အဟံအသားဓာတ်တွေမကောင်းတဲ့ဓာတ်တွေကိုဖယ်ရှားတတ်ဆင်ပေးနိုင်တဲ့တဘောတဘာဝရှိပါတယ်အသုံးပြုတင်တဲ့သူများစီးပွားရေးမှာချွတ်ချုံကြနေတဲ့သူတွေကျိုးစားတလောက်တိုးမပေါက်တဲ့သူတွေလက်ပိတ်နေတဲ့သူတွေအပိတ်အဆို့ဓာတ်များလွနေတဲ့သူတွေအယောင်ပါနေတဲ့ဈေးဆိုင်တွေ အပြက်ဓာတ်များနေတဲ့သူတွေအလုတ်ပြက်အကန်ပြက်ဖြစ်နေတဲ့သူတွေဒီလိုလူမျိုးတွေအတွက်ဒီနီလန်ကတင်တော်ပါတယ်အစီအရင်လုံးနီးတံမြာဒီတလုံးကိုနှချမ်းချမ်းပြီးကြေပကံလုံးထဲမှာထပ်ပါပြီးရင်တံတရာသီးပေါ်ကိုစားအနှဲငယ်ဖြူချရင်ပိတ်ဆို့ဟန့်သားနေတဲ့ဓာတ်တွေကိုဖေရှားပေးဖို့ဇန္နာပြုပါ ပြီးရင်အဲ့ဒီပကံလုံးကိုမိမိအိတ်တဲ့အခန်းထဲကနေရာလွတ်တစ်ခုမှာထားပါတခါလုံးရင်တပတ်ပြည့်အောင်ထားပါတပတ်ပြည့်ရင်စွန့်ပါဒီလိုလုပ်ခြင်းအပြင်တင့်အတွက် စီးပွားရေးအခက်အခဲအတိုက်အခိုက်တွေပြည်လဲစီပြီးစီးပွားရေးတိုးတက်စေပါတယ်။ဘာကြောင့်စားကဒီလောက်အတုံးဝင်တယ်လဲဆိုတာကိုတော့ဆက်ပြောပြပေးပါမယ်။နံပါတ်1ကျန်းမာရေးအခက်အခဲ ဒီနေ့ကလူတရားအသွဲကျမ်းမာရေးနဲ့ပတ်သက်ပြီးအရေးပေါ်အခြေအနေတွေမှာရှင်သမားတော်ကြီးတွေအသုံးပြုကြတဲ့နိလန်ပါအထူးသဖြင့်ဂမ်ဘီယာသမားတော်တွေရဲ့လက်ဆွဲတော်နိလန်ပါကျမ်းမာရေးချူချာလို့တဲ့အခါစေမတိုးတဲ့အခါယောဂါတန်မခံနိုင်တဲ့အခါဆရာကိုလက်လျှော့လိုက်တဲ့အခါကံကြောဖြစ်လာတဲ့ဝေဒနာတွေကိုကုသတဲ့အခါစိတ်ကြောဖြစ်လာတဲ့ဝေဒနာတွေကိုကုသတဲ့အခါ အမှုပယောဂတွေကြောင့်ဝေဒနာရလာတဲ့အခါဒီလိုအခါမျိုးတွေမှာဒီနီလန်းကိုသုံးလို့ရှိပါတယ်လူတယောက်ရဲ့ကံစိတ်ဥတ္တအာဟာရဒီလေးမျိုးအနက်ဥတ္တအာဟာရကြောင့်ဖြစ်လာရတဲ့ယောဂတွေဟာရိုးရိုးစေးဝါးတွေနဲ့ ကုသဖြစ်ရှင်းရတာဟာပိုပြီးလွယ်ကူပါတယ်။ကံကြောင့်စိတ်ကြောင့်ဖြစ်လာတဲ့ယောဂါတွေဟာတာမန်စည်းဝါးတွေနဲ့ခက်လွယ်လွယ်ကူလို့မရတတ်ပါဘူး။စိတ်ကိုစိတ်နဲ့ဖြည့်ရှင်းနိုင်ပြီမဲ့ကံကြောင့်ဖြစ်လာရတဲ့ယောဂါကိုတော့ဖြည့်ရှင်းပေးဖို့ခက်ပါတယ်။ဒါကိုဒီနည်းပညာကအထောက်အကူပြုပေးနိုင်တဲ့အတွက် ရှေးဆရာတွေကညှင်းချက်မဲ့နေတဲ့ဝေဒနာရှင်တွေကိုနောက်ဆုံးအကူအညီအဖြစ်အရေးပေါ်ပြုလုပ်ပေးလေရှိတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ လူတရအသွဲတကယ်အရေးပေါ်အခြေအနေတွေမှာဒီနီလန်းကိုအသုံးပြုကြည့်ပါဒီနီလန်းမှာ ပစ္စည်း၃မျိုးစုပေါင်းပြီးမြေကြီးထဲမှာမြုပ်ဖို့လမ်းညွှန်ထားပါတယ်ဘယ်နည်းပေးချင်ပဲလုံးလုံးလုံးလို့ရပါတယ်ပြုလုံးနီလူနာရဲ့စပင်ခုနှစ်ချောင်းအင်းကြီးစအနေငယ်စာလက်ဖက်စာဆုံးတဝက်ခန့်ဒီသုံးမျိုးကို plastic 8တစ်ခုတည်းထည့်ပြီးမြေကြီးထဲမြုပ်လိုက်ပါ ဒါဆိုရင်လူနာဟာအဆင်ပြေလာပါလိမ့်မယ်။ဒါကအရေးပေါ်အခြေအနေတွေအတွက်ရှိစရာတွေကအသုံးပြုခဲ့ကြတဲ့နောက်ဆုံးနည်းလမ်းပါ။ပြန်လေကောင်းမှုချင်းမကောင်းမှုချင်းဆိုတာကတော့အချိန်နဲ့အချိန်ခါကျူးကျောင်းဆက်ဆက်မှုတွေအများကြီးအပေါ်မှာမူတည်ပါတယ်။ဒါပေမဲ့ဒီနီလန်းကနှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့တဲ့နီလန်းဖြစ်တာကြောင့်ထူးခြားချက်တွေတော့ရှိမှတေချာပါတယ်။ နံပါတ်3လူမှုရေးရာပြဿနာမိသားစုချင်းချင်းတအိမ်ထဲမှာမတက်အတူနေဖြစ်နေတာတွေရန်တကြက်ကြက်ဖြစ်နေတာတွေသူတပားကမကောင်းကြံထားသလိုစီးပွားရေးကလုံးဝအဆင်မပြေတာတွေနာပြမကြံခဏခဏဖြစ်တာတွေကလေးတငယ်တွေညံ့ညံ့ဆိုလန့်အော်တာတွေအိမ်ထဲမှာတခွခုရှိနေသလိုရေခနဲညင်ညင်နေရတာတွေမကောင်းတဲ့အတတ်နဲ့ပြူစားနှုတ်ဆက်ခံရတာတွေစသဖြင့်ပါ ်ကြောက်ဖူးကြမယ်လို့ထင်ပါတယ်တင်မီသားစုမှာဒီလိုလေးကြုံလာရင် ခုပြောပြမယ်နီလန်းကိုအသုံးပြုပါ ရှေးဆရာကြီးတွေရဲ့အဆိုအရဒီနီလန်းဟာလတ်ဆုံရဲ့လက်ွယ်ရက်ဒီမှာပို့ပြီးထူးခြားတယ်လို့ဆိုကြပါတယ်ပြုလုံးကြီးကတော့အိမ်အဝင်ကပင်မတကားရဲ့အနောက်ဘက်မှာ စားရီတစ်ခွက်ထားပါတပတ်တစ်ခါအစ်စ်လေးပေးပါ ဒီလိုနီးကတော့ဒါပါပဲเนาะဘာကြောင့်ဒီလိုလုံယုံနဲ့ခုပြောပြခဲ့တဲ့နီးလန်းတွေကတကယ်ထူးခြားသလားဆိုတာကတော့ပြောပြရတာခက်ပါတယ်ဒါတွေဟာတဘာဝလူနီးလန်းတွေဖြစ်တာကြောင့်သူတို့ရဲ့အစွမ်းတက်သည့်တွေကတာမန်နဲ့မတူပါဘူးเนาะမမြင်နိုင်တဲ့နောက်ွယ်ကအနေအထားတွေတဘာဝဓာတ်ပြုမှုတွေ ရှိတတ်ကြပါတယ်ဒါပေမဲ့အခက်ကြုံလာတဲ့အခါအတုံးပြူကြည့်ပါဘာမှမခက်သလိုကုံကြုံ ကုံကြစရိတ်လည်းမများပါဘူးနော်ဒီနိမန်းတွေကိုရှေ့နှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့ကြတာကြောင့်ထူချောင်မှု ရှိမှာပါ။နောက်ပြီးပြုလုပ်သူရဲ့တီလတမာတိစတဲ့အစွမ်းတက်တိတွေပေါ်အပေါ်မှာလည်းမူတူလိုက်မယ်ထင်ပါတယ်။အစုံဒီနာစင်ပေလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။